င်္ဂလာပါရှင်ကျွန်မခင်ပါပါ DVB ရုံးမြင့်တန်ကြာရဲ့နေ့လယ်7:00နာရီအချိန်ရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းလေးကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းလေးကိုလည်းရှုစားကြပါပါရှင်လာမယ့်ဧပြီလကစပြီး YBS Spare တွေကားပေါ်လိုက်ဆရာမလို့ပဲမှတ်တိုင်တွေကသာဝန်ဆောင်မှုပေးရတော့မှာပါပြေဖုံးအောင်ကသတင်းပြဖို့ထားပါရရှင် ဘိုင်ဘီယက်စနစ်စတင်ပြီး၃လကြာမှာတော့ကတ်စပယ်ယာတွေဟာရင်ပေါ်လိုက်ပါစရာမလိုတော့ပဲဘတ်စကာမှတ်တိုင်တွေကသာကြီးတဲ့တွေကိုပြောင်းလဲပြီးဝန်ဆောင်မှုပေးရတော့မယ်လို့ရောင်တန်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုလိုက်ပါတယ်။ဒါမဲ့ April ကစတင်ပြီးရင်းစည်းကားတွေကိုကက်စနစ်ပြောင်းလဲပေါ်ဆောင်သွားမှာဖြစ်ပြီးစပယ်ယာအင်ဂျင်နဲ့ဘတ်စကားမှတ်တိုင်တွေကလည်းခီးတဲ့တွေကိုငွေပြည့်ကပ်ဖြည့်ပေးပြီးကားပေါ်သာစနစ်တကျတင်ဆောင်ပေးရမှာဖြစ်ပါတယ်။ကားပေါ်မှာစပယ်ယာလိုက်သွားစရာမလိုပါဘူး။ကားပေါ်စနစ်တကျတင်ပေးလိုက်ပြီးတက်ကိုဖြတ်ပြီးယူယူအထက်တွေကိုဝင်သွားတင်ပေးလိုက်ကုန်လို့ပါ။ ိုးကျက်ပြီးတော့တက်နေစရာလည်းမလိုပါဘူး။အဲ့ဒီအချိန်နောက်မှာဘတ်စတာမတ်တန်ကြီးရဲ့အစစ်မြစ်တင်ထားမှုကလည်းအစစ်တစင်ရောက်လာပြီးဖြစ်ပါတယ်။ဒီအချိန်ဒီမျိုးတွေကိုပြောင်းလဲနိုင်ဖို့အတွက်တိုင်းဒေသကြီးအစိုးရဘက်ကလည်းကြိုးစားဆောင်ရွက်နေပါတယ်။အခုပေါ်ပေါက်နေတဲ့တိုက်ကြမှုတွေစီကံမလိုက်နာမှုတွေရေစီကံချိုးပေါက်နေမှုတွေအတွက်လည်းဒါကျွန်တော်တို့အရေးယူပြပေးမှုတွေရှိပါတယ်။ ။ YBS နဲ့မှာလည်းရင်နောက်လိုက်တချို့ကခီးတယ်တွေကိုမချိမကန်ဆက်ဆံတာနဲ့တိုင်ကြားမှုတွေရှိနေတာကြောင့်ဒီစနစ်ကိုဖော်ဆောင်တာပါလို့ဝန်ကြီးချုပ်ကပြောပါတယ်။ဟိုဒီဥဆုံးဝန်ကြီးချုပ်ကပြောထားပါတော့ကိုတို့ဒီကက်စနစ်ဖော်ဆောင်ပြီးလို့ရှိရင်ကားပေါ်လိုက်ပါစရာမလိုတော့ဘဲနဲ့ဘတ်ကားမတိုင်မီကကြောင်းလဲဝန်ဆောင်မှုပေးတယ်မယ်။ဒီစနစ်နဲ့ပတ်သက်ပြီးအခုလက်ရှိချိန်နဲ့ဘယ်လိုဖြစ်ဖွာဆောင်ကက်စနစ်ကြတာဘယ်လိုကချို့နားလဲလို့ရှိရင်နားမလဲလို့ရှိရင်အများကြီးရှင်းပြအောင်အဲ့ဒါလိုမယ်။တချို့စီတက်တွေမစီတက်တော့ရတယ်ဆိုပို့ဆိုးရမယ်။ကက်စနစ်တော့ချို့ကချို့ရတဲ့ငွေမြုပ်နဲ့ချို့ရငွေမြုပ်နဲ့အပြိုင်အများကြီးရရှိတယ်။ကက်ကက်လေးတော့ရှင်းမယ်။ ကက်စတီးယားစီးနေကြလို့အဆင်ပြေတယ်တခါတည်းကတော့လည်းတွေ့ရတာအခက်အခဲတော့ရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့အများကြီးကြိုးစားအောင်မယ်အများကြီးတင်အောင်ပါဟုတ်ကဲ့ဗျာရင်ခီးတဲ့တွေတော့ဒီကက်စနစ်ပေါ်ဆောင်ရတဲ့ခါမှာအကိုတို့ကရင်ပေါ်မပါတော့ဘူးဆိုရင်တော့ဘယ်လိုခက်ခဲများအဲ့တော့ဆိုရင်မောင်းပေါ်မှာလည်းလည်းကစ်တင်ပြတယ်ကျွန်တော်ကင်းစပယ်မှာပါလို့ဆိုရင်ရင်မောင်းပေါ်မှာအများကြီးကြိုးစားအောင်မယ် outside အဲ့ရင်မောင်းတို့တော့လုပ်ဖို့ဆိုရတဲ့ခုနအတက်ဆင်းနေတွေပါကြတော့လေကြံ့ညာမယ်ခီးတဲ့ဆိုရဲအတက်ကြီးမဲပါမယ်လေပြားတဲ့လူပါမယ်အစသမားပါမယ်လူအလွှာမျိုးစုံပါမယ်အများကြီးခက်ခဲရှိတယ်ဗျာဗျာဗောဒီကလေးတကယ်ပါဗျာဗောဒီ စပယ်ယာတွေကိုဝန်ဆောင်မှုပြောင်းလဲပေးဖို့အတွက်နိုင်ငံတကာအဆင့်မြင့်ကိုပြည့်ကတ်ကိုအလင်းမြန်ဖော်ဆောင်နေပြီးမှတ်တိုင်တွေကိုပြောင်းလဲနေရပြန်ချဖို့လက်ရှိမှာဘတ်စကားမှတ်တိုင်250လောက်ကိုတင်တာခေါ်ယူထားပါတယ်ကျွန်တော်ပြေဖို့အောင်ပါအပြစ်ပေးမှုပိုင်းအားနည်းနေတဲ့တရားမဝင်လက်နက်ကင်ဆောင်မှုဥပဒေကိုပြင်ဆင်ဖို့ပြည်သူ့လွတ်တော်ဥပဒေကြမ်းကော်မတီမှရပိုင်းအတွင်းဆွေးနွေးဖို့ရှိနေပါတယ်။ဥအောင်ဆန်းဦးကတည်င်းပြပုတ်ထားပါရရှင်။ ပြည်ခရက်ဇန်နဝါရီလ29ရက်နေ့ကရန်ကုန်အပြည်ပြည်ဆန်ရလေးစိတ်မှာ NLD ပါတီရဲ့ဥရေပြူရေးအဖွဲ့ဝင်ဥကိုနီတနက်နေ့ပြစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်အဲ့ဒီဖြစ်စဉ်ကိုကြည်ချင်းအပြင်မြန်မာနိုင်ငံအတွင်းမှာတရားမဝင်လက်နက်တွေအများပြားရှိနေနိုင်တယ်လို့တက်မတော်ရာရှိဟောင်းလည်းဖြစ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ဦးခေအောင်မြင့်ကတုံ့တက်ခဲ့ပါဗျာ။ ဒါ့အပြင်ရန်ကုန်တိုင်းအတွင်းမှာတရားမဝင်လက်နက်ကိုင်းဆောင်မှုတွေမကြာခဏတွေ့ရှိနေတဲ့အတွက်အစိုးရအဖွဲ့အနေနဲ့စနစ်တကျပြန်လည်စစ်ဆေးတင်တယ်လို့လည်းဆိုပါရစေ။မြန်မာနိုင်ငံမှာတရားမဝင်လက်နက်ကိုင်းဆောင်သူတွေကိုအရေးယူနိုင်ဖို့အတွက်ဥပဒေရှိပေမဲ့ကျူးလွန်သူတွေကိုသုံးနှစ်ထိသာအမြင့်ဆုံးအပြစ်ဒဏ်ချမှတ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီဥပဒေဟာလက်ရှိခေတ်ကာလနဲ့ကန့်ညှိမှုမရှိဘဲအပြစ်ပေးမှုအပိုင်းအားနည်းနေတဲ့အတွက် ပြင်ဆင်ဖို့ပြည်သူ့လွတ်တော်ဥပဒေရေးရာကော်မတီမှာရပ်ပိုင်းတွင်ဆွေးနွေးသွားမယ်လို့ပြည်သူ့လွတ်တော်တရားစီရင်ရေးနဲ့ဥပဒေရေးရာကော်မတီဥက္ကဋ္ဌကပြောပါရစေ။ ဥမစကိုငါအရာတော့ထောင်းတုံးနေတိချနိုင်ပါတယ်ဒါတော့ရှင်းပေါ်ရင်တော့ဆရာကိုဇေရှိခုနေကပြုခဲ့တဲ့ဥပဒေပေါ့ဗျာဆိုတော့တော်တော်ဟိုပဲဟိုခေါင်းမိနေတဲ့ဥပဒေတစ်ခုပါအဲ့တော့အဲ့လိုပြောတဲ့အတွက်ကျွန်တော်ကခင်ဗျားတွေကဘာဖာရလဲဆိုတော့ကျွန်တော်ဒီဥပဒေကိုပြင်ဖို့အတွက်အခုလာမဲ့ဆွေးနွေးကြရင်ကျွန်တော်ကျွန်တော်ကော်မတီမှာတင်ပြဖို့တင်ပြပါမယ် ကျေးဇူးလေးတင်ပါတယ်ပြည်ကလေးအော်တိုဘာလာတုံးကလည်းတနက်ကင်ဆောင်မှုနဲ့နံမကြီးလူမိုက်တအူးကိုတွန်တင်းမြို့နယ်တရားရုံးကထောင်ဒဏ်နှစ်နှစ်အမိန့်ချမှတ်ခဲ့ပါတယ်အဲ့ဒီအမိန့်အပေါ်ဝေဖန်မှုတချို့လည်းရှိနေသလိုဥပဒေအရအမြင့်ဆုံးထောင်ဒဏ်၃နှစ်ဆိုတာလည်းနည်းတယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်ဒါပေမဲ့လည်းတွန်တင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကတော့တရားမဝင်လက်နက်ကင်ဆောင်မှုကိုထောင်ဒဏ်မတိုးမြင့်တင်ဘူးလို့ပြောပါတယ်လက်နက်ဆိုတာဘလူလက်နက်ဆိုတာရှိပြီးတော့ဟိုကကနတ်ဆိုရင်လုံးကနတ်လားဟိုတောင်းလို့ရှိရင်တကယ် လက်နဲ့လားခဏလားအဲ့ဒါရှိသေးလားအဲ့တော့ဒီလိုလက်နဲ့နဲ့ပတ်သက်ပြီးတော့ဥပဒေပေါ်နော်ဒီဒီတို့ဘာညာတော့ဥပဒေချမ်းကုမ္ပဏီရောတေချာတော့စဉ်းစားရမှာသိကြည်အများကြီးတို့လေဒီကြောက်ကတနက်ကိုတစ်ခါတော့ကံမိရနဲ့အများကြီးလား1900နှစ်ဘာညာတိအဲ့လိုကြီးကြောက်ပါမယ်ရှင်တူတူကနင့်နာတရားမဝင်လက်နဲ့ကိုင်းဆောင်သူတွေကိုအပြစ်ပေးနိုင်မှုဥပဒေပြင်ဆင်ပြီးပါကလည်း တရားရေးဝန်ထမ်းတွေအာဂရိလိုက်စာမှုကင်းရှင်းပြီးဥပဒေတိုင်းတရားစီရင်ဖို့လိုသလိုတရားစွဲဆိုနိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းပြည်မှုအတိုင်းတိတိကျကျတရားစွဲဆိုဖို့လိုတယ်လို့ပြည်သူ့လွှတ်တော်တရားစီရင်ရေးနဲ့ဥပဒေရေးကော်မတီကဆိုပါတယ်။အစိုးရတဲ့လက်ထက်ရန်ကုန်မြို့လူစီကားတဲ့နေရာမှာတရားမဝင်လက်နက်ကင်ဆောင်ပြီးငွေလဲကောင်တာကိုလူရက်ခဲ့တဲ့အမှုတွေနဲ့မျိုးလေကောင်မှာတနက်ကြီးစံကုန်တွေမိခဲ့တဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့ပါတယ်။ကျွန်တော်ကတော့အောင်ဆန်းပါ။ 2016-2019ပညာသင်နှစ်အတွက်အစိုးရစာမွေးတွေဖြစ်တဲ့စတုဒတန်နဲ့အထမတန်ဖြည့်ဆို့မှုတွေကိုဖေဖော်ဝါရီလ22ရက်နေ့ကစတင်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့မြမစာဘာသာရပ်ကိုဖြည့်ဆို့နေကြပါပြီ။လေတန်းစာမွေးကိုသက်ဆိုင်ရာခိုင်ပညာရေးမှုဦးဆောင်တဲ့စာစဲအဖွဲ့နဲ့ရှစ်တန်းစာမွေးကိုပြည်နယ်နဲ့တိုင်းဒေသကြီးပညာရေးညွန့်ကြားရေးမှုဦးဆောင်တဲ့စာစဲအဖွဲ့ကနေပြုစုတဲ့မေကွန်းတွေနဲ့ဖြည့်ဆို့ကြရတာပါ။နေပေါင်းမြစွာကျောင်းစစ်ဖြစ်ရာကနေလေတန်းနဲ့ရှစ်တန်းကိုခိုင်အဆင့်နဲ့တိုင်းအဆင့်အစိုးရစာစစ်စာမွေးအနေနဲ့ 2015စာတင်တဲ့ကနေစတင်ပြောင်းလဲစစ်ဆေးခဲ့ပြီးကြာရှုံးဘာသာရပ်တွေကိုပြန်လဲဖြေဆိုခွင့်ပေးတဲ့ကုစားစနစ်ကိုလည်းအသုံးပြုခဲ့ပါတယ်။အခုနှစ်မှာတော့စာတင်နှစ်ဝက်ကျော်လောက်ကစတင်ပြီးကျောင်းသားတွေရဲ့ပညာရေးမှတ်တမ်းတွေပေါ်မူတည်ပြီးအားနည်းတဲ့ဘာသာရပ်တွေအလိုက်ကြိုတင်ပြင်ဆင်သင်ကြားပေးတဲ့ကြိုတင်ကုစားနည်းစနစ်ကိုလည်းစတင်အသုံးပြုလာခဲ့ပါတယ်။အခုဆမ်မိုဝဲမှာတော့လေတန်းတွေအနေနဲ့ဖေဖော်ဝါရီလ28ရက်နေ့အထိရှစ်တန်းတွေအနေနဲ့ဖေဖော်ဝါရီလ28ရက်နေ့အထိဖြေဆိုသွားကြရမှာဖြစ်ပါတယ်ရှင်။မကွတိုင်းစောမြွနဲ့ ကျောက်ထုမှာစာစစ်ဌာန6ခုသာ ရှိတဲ့အတွက်ကျောင်းသူကျောင်းသားတွေတွားလိုက်ရဲ့အခက်အခဲတွေဖြစ်နေပါတယ်။ဥစော်ဖေးသတင်းပစ်ပို့ထားပါရရှင်။မကွေးတိုင်းအဆုံးဖြစ်တဲ့စောမြွနဲ့ကျောက်ထုမှာစာစစ်ဌာန6ခုသာရှိတဲ့အတွက်စောင်းမဲဖြီမဲ့ကျောင်းသူကျောင်းသားတွေတွားရေးလာရေးအခက်အခဲတွေဖြစ်နေတာပါ။အဲ့ဒီကိစ္စနဲ့ပတ်သက်လို့စောမြွနဲ့လွတ်တော်ကိုယ်စားလှယ်က ဒုတိယကြိမ်မြောက်မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယနေ့မှာမေးတဲ့အခါမြို့နယ်ပညာရေးမှုကတင်ပြမလာတာလို့ဆိုပါတယ်။စာစစ်ဌာန6ခုဖြည့်ဆွားတဲ့အတွင်းကျွန်တော်တို့ဒေသတွေမှာဆက်နမိန်ကွာဝေးတဲ့တပြင်းကျောင်းကိုလည်းတွားရတယ်။ချုံမိန်ကွာဝေးတဲ့ကံကြီးအထက်ကိုလည်းတွားရတဲ့တွေ့ကျောင်းသားမိဘတွေဆရာဆရာမတွေမှာဒုက္ခအများကြီးရပါတယ်။သူတို့ဒုက္ခရတာတွေကိုကျွန်တော်လွတ်တော်မှာတင်သွင်းတဲ့ခါကျတော့ကျွန်တော်တို့ပညာရေးဝန်ကြီးက ဆုံးမျိုးနယ်မှာရှိတဲ့ပညာရေးမှုကမတင်သွင်းတဲ့အတွေ့နောက်နေ့မှာ တင်သွင်းရင်တင်သွင်းသလိုဆုံးသွဲမယ်ဆိုတော့ကျွန်တော်အနေနဲ့ဆုံးမျိုးမှာရှိတဲ့ပညာရေးမှုကဘာကြောင့်မတင်သေးရတာလဲလို့ကျွန်တော်တွေးတဲ့အခါမှာသူတို့ပညာရေးမှုဒီဒေတာခံနေမဟုတ်တဲ့အတွေ့ကျွန်တော်တို့တောင်သူတွေကြောင်းသားမိပါတွေကိုလှည့်မချစ်တဲ့သဘောပါအစိုးရဝန်ထမ်းပဲဖြစ်နေပါတယ်ဖေဖော်ဝါရီလ22ရက်နေ့ကကျင်းပတဲ့လွှတ်တော်မှာ တောင်သူတွေနှစ်ပေါင်းများစွာဓမ္မဥချလောက်ကင်လာတဲ့ຢာတွေကိုတစ်တောချိုးဝိုင်းတတ်မှတ်သွားတာနဲ့ပတ်သက်ပြီးမင်းမှုမျိုးအမှတ်တ၄လွတ်တော်ကုစရေကမေးမြန်းခဲ့တာပါမကွေးတိုင်းဒေသကြီးတင်ရဇာတစွမ်းရင်ဝင်ကြီးကတောင်သူတွေအစုအဖွဲ့တစ်တောအဖြစ်တတ်မှတ်ပေးထားတယ်လို့ဖြေတဲ့ပေါ်တောင်သူတွေကသဘောမကျဘူးလို့ဆိုပါတယ် တောင်သူတွေရဲ့ကျူးကျော်ဝင်ရောက်ခြင်းဖြစ်တဲ့အတွက်လို့တုံ့နှုံးထားပါတယ်။ဒါကြောင့်တောင်သူတောင်သူရဲ့ကျူးကျော်ဝင်ရောက်ခြင်းမရှိပါဘူး။သူတို့ရဲ့ဒီတတော်သည့်ဌာနရဲ့ကြိုးပင်ကြိုးပိုင်းမတတ်မှတ်မိခဲ့ရင်တောင်သူတွေသာလို့ရှိရင်ဒါ1940မတိုင်မီကစိုက်ပျိုးခဲ့တဲ့ area ကြီးဖြစ်တဲ့အတွက်တောင်သူတွေကိုဒါတီစိုက်ပျိုးတဲ့တောင်သူတွေရဲ့ area တွေကို channel channel ပြီးတော့ဒါတွေကိုကြိုးရိုက်ကြိုးပင်တော့တတ်မှတ်ပါတတ်မှတ်ပြီးတော့တောင်သူတွေရဲ့စိုက်ပျိုးမျိုးကိုပုံစံခွန်ထုတ်ပေးတဲ့အကြောင်းကျွန်တော်ဒီမှာဆွေးနွေးတာဖြစ်ပါတယ်ဒုတိယအချိန်မှာမကွေးတိုင်းဒေသကြီးလွတ်တော်ဒုတိယနေ့မှာမေခွန်း73ခုမေးမြန်းခဲ့ပါတယ် အောင်လံမြို့နယ်အမှတ်နှစ်လွှတ်တော်ကိုယ်စားလှယ်ကအောင်လံမြို့မြို့ပတ်လမ်းဖောက်လုပ်ပေးဖို့အစီအစဉ်ရှိမရှိရင်းနှံကျောင်းမြို့နယ်အမှတ်နှစ်လွှတ်တော်ကိုယ်စားလှယ်ကမကွေးတိုင်းအတွင်းရင်းနှံလက်ရက်တွင်းတွေကိုတပြေးညီတတ်မှတ်ပေးဖို့နဲ့စင်မောင်ဝဲမြို့နယ်အမှတ်တေလွှတ်တော်ကိုယ်စားလှယ်ကဗော်မြင့်အုပ်စုမကြီးစံလမ်းခွဲမှမကြီးပင်မှုသွားတဲ့လမ်းခွဲကိုကြောက်ချောလန်းခင်းပေးဖို့အစီအစဉ်ရှိမရှိမေးခွန်းတွေမေးမြန်းခဲ့ပါတယ်ကျွန်တော်ဇော်ဖေပါ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အလဲပိုင်းရက်ွက်နိုင်စင်ရှိမှာဖေဖော်ဝါရီလ22ရက်နေ့ကမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရမှာနေအိမ်နှလုံးဆုံးရှုံးသွားခဲ့ရပါတယ်။မနက်ပိုင်း9နာရီဝန်းကျင်ကအဝါရှော့ဖြစ်ပွားကနေစတင်လောင်ကျွမ်းတာဖြစ်ပြီးအနီးနားကနေအိမ်တလုံးကိုပါကူးဆက်သွားခဲ့တယ်လို့ကြောက်ဖြူမိသက်ဌာနဦးစီဦးစီသူလင်းက DVB ကိုပြောပါရယ်။အဲ့ဒီမီးဟာအလဲပိုင်းရက်ွက်ကဦးစောရနိုင်ပရီဘကကနေစတင်လောင်ကျွမ်းတာဖြစ်ပြီးအနားမှာရှိတဲ့အိမ်ကိုပါကူးဆက်လောင်ကျွမ်းသွားတာဖြစ်ပါတယ်။ မိလာမှုကြောင့်ဆုံးရှုံးမှုတန်ဖိုး15သိန်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ကြောက်ဖြူမိသက်ဌာနကခန့်မှန်းပါတယ်။နေရာသည်ရောက်လာတာကြောင့်မိလာမှုမဖြစ်အောင်ဒေတာတွေမှာနှိုးဆော်မှုတွေပြုလုပ်နေတယ်လို့ကြောက်ဖြူမိသက်ဌာနကပြောပါရရှင်။စကရိုင်းဒေသကြီးရင်းမပင်ခိုင်ဆလင်ကြီးမြို့နယ်လက်ဘရောင်းတောင်ကျင်းနီစီမံကိန်းကတင်ဆက်ခံထားရတဲ့လေယာဉ်မြေတွေအတွက်တင်းနံရောကြီးမရသေးတဲ့ကိစ္စဖြေရှင်းပေးဖို့ဖေဖော်ဝါရီလ22ရက်နေ့ညနေကဒေသခံတောင်သူတွေဆန္ဒပြနေကြပါဗျာ။ မုံရပသိန်းလမ်းမကြီးမှာတိမ့်ဆက်ခံလျာမြေတွေအတွက်တင်းနဲ့ရောချင်းရရှိဖို့တောင်းဆိုခဲ့ကြတာပါလျာမြေတိမ့်ဆက်ခံရတဲ့မိုးချိုးပြင်ကျွရကကိုဖိုးလာပြေကတော့အခုလိုလမ်းပေါ်ထွက်တောင်းဆိုရတာဟာတင်းနဲ့ရောချင်းကိစ္စအတွက်အမှန်တကယ်ဖြည့်ရှင်းဆောင်ရွက်ပေးမဲ့ကုမ္ပဏီဘက်ကဒါမှမဟုတ်အုပ်ချုပ်သူအာဏာပိုင်တွေဘက်ကဒေသခံတွေရှိမှလာရောက်ဖြည့်ရှင်းပေးဖို့အတွက်ပါလို့ပြောကြားခဲ့ပါတယ် တင်းနဲ့ရောက်ခြင်းအတွက်တောင်ဆူရမှာဒေသခံကြေးရည်ဖြစ်တဲ့မိုးကျပင်ဆယ်တဲတုံစရွေကြေးရည်ကရာသူရသားတွေပါဝင်ခဲ့ကြပြီးနိုင်ငံတော်တိုင်ပင်ခံတောင်ဆန်းစုကြည်ရဲ့လက်ဗရောင်းတောင်အစီရင်ခံစာကိုလေးစားလိုက်နာဖို့လဲထည့်သွင်းတောင်ဆူခဲ့ကြပါရရှင်မလေးရှားနိုင်ငံအစိုးရကပေးပို့လူဒန်းလိုက်တဲ့အထောက်ပံ့ပစ္စည်းတွေစစ်တွေမြို့ကို February 22ရက်နေ့ညနေပိုင်းကရောက်ရှိလာပြီးမြို့နယ်၄ခုကမွတ်စလင်ကျေးရွာတွေကိုပေးပို့သွားမယ်လို့သိရပါဗျ။စံအိတ်6000၊ခောက်ဆွဲကြောက်၊ရေသက်နဲ့ ။တကွေသုံးကျမရေးပစ္စည်း hygiene kit စတဲ့ဆလေးမျိုးပါဝင်တဲ့ပစ္စည်းတွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာနကတာဝန်ယူပြီးပို့ဆောင်ပေးနေတာပါ။အဲ့ဒီပစ္စည်းတွေကိုမောင်တော်ဘူးတီတော်စစ်တွေးပောက်တော့နဲ့မြေပုံမျိုးတွေကိုပေးပို့ရမှာဖြစ်ပါတယ်။စံအိတ်6000ပါလာတဲ့အတွက်မောင်တော်ခံကို၄000စစ်တွေကို1500ပောက်တော့ကို250နဲ့မြေပုံကို250ပေးပို့မှာဖြစ်ပြီးတခြားပစ္စည်းတွေလည်းဒီလိုပဲခွဲရန်ချပေးပို့သွားမယ်လို့ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီးဌာနကတာဝန်ရှိသူတယောက်ကပြောပါရတယ်။အခုညီပစ္စည်းတွေဟာ ဖေဖော်ဝါရီလ3ရက်နေ့ကမလေးရှားနိုင်ငံကနေစတင်ထွက်ခွာလာခဲ့ပြီးဖေဖော်ဝါရီလ9ရက်နေ့မှာရန်ကုန်ကိုရောက်ရှိလာပြီးတိလဝါစိတ်ကက်မှာမြန်မာအစိုးရကိုလွှဲပြောင်းပေးရခဲ့တဲ့ပစ္စည်းတွေဖြစ်ပါရရှင်။ထိုင်းစိုးရကထုတ်ပေးထားတဲ့ပန်းရောင်နေထိုင်ခွင့်ကတ်ရှိပေမဲ့မြန်မာမတ်ပုံတင်တဲ့အိမ်အောင်စုဇာတ်မရှိတာကြောင့်နိုင်ငံကူးလက်မှတ်မလုပ်ရသေးတဲ့အလုပ်သမားတွေအတွက်အဆင်ပြေစေဖို့မြန်မာအစိုးရက CI လို့ခေါ်တဲ့ဘယ်သူဘဝဖြစ်ကြောင်းတတ်သေးပြစာအုပ်အစိမ်းအောင်တွေထုတ်ပေးသွားမှာဖြစ်ပါတယ်။မတ်လ3ရက်နေ့ကစပြီးထိုင်းနိုင်ငံစမော့စာခွန်မြို့နယ်မဟာချိုင်တင်နဲ့မဟာချိုင်နဲ့ စမော့ဘရကန်မြို့ရနောင်းမဲဆောင်နဲ့မဲဆိုင်စားတဲ့မြို့နယ်၅ခုမှာစကန်တွေလာဖွင့်ပြီးဆောင်ရွက်ပေးသွားမှာမို့အလုပ်သမားတွေအနေနဲ့မတ်လ၁၀ရက်နေ့ကစားလို့ထိုင်းနိုင်ငံမှာရှိတဲ့711ဆိုင်မှာငွေလက်ခံကောင်တာမှာအရင်ဆုံးငွေသွားသွင်းလို့ရပြီလို့မြန်မာအလုပ်သမားလူမှုကြီးကြေးရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာန website မှာကြေညာထားပါတယ်။အလုပ်သမားတွေအနေနဲ့အစိမ်းရောင်စာအုပ်လုပ်ရင်ခီးသွားလာရေးအဆင်ပြေမယ်လို့ဘန်ကောက်အခြေစိုက်ထမ်းမြန်မာတန်ယုံကမြန်မာအလုပ်သမားတန်ရာရှိဦးမိုးအောင်ခိုင်က TVB ကိုပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံကနေဝင်ရောက်လုပ်ကိုင်နေတဲ့အလုပ်သမားစုစုပေါင်း၃သန်းကျော်ရှိပြီးအဲ့ဒီထဲကအစိမ်းအောင်စာအုပ်လုပ်ဖို့လိုအပ်တဲ့လူတွေကအ ਨੇ စုံ၅သိန်းဝန်းကျင်လောက်ရှိမယ်လို့ခန့်မှန်းထားပါရရှင်။ကျောင်းသားသမဂအစောင်းပြန်လဲတိဆောက်ရေးမလုပ်ခင်မှာ7 July အရေးခင်တဲ့ပတ်သက်တဲ့သမိုင်းကိုအရင်ဆုံးစုံစမ်းဖော်ထုတ်ပေးတဲ့လို့7 July ကျောင်းသားလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ဦးလာရွှေကအစိုးရကိုတောင်းဆိုလိုက်ပါတယ်။လင်းဆက်အောင်ကသတင်းပေးပို့ထားပါရရှင်။ကျောင်းသားသမဂအစောင်းကိုပြန်လဲတိဆောက်ဖို့ လာမယ့်မလာထဲမှာစတင်အကောင့်တွေပေါ်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဖေဖော်ဝါရီလ18ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့1953ခုနှစ်ကနေ1963ခုနှစ်ထိចောင်းသားလှုပ်ရှားမှုတိုင်းမှာခေါင်းဆောင်ဖြစ်ပါဝင်ခဲ့တဲ့ဥလတ်ဆွေကသမဂ္ဂအဆောက်အအုံကိုမဆောက်ခင်အဲ့ဒီအဆောက်အအုံရဲ့တမိုင်းဆက်ဖြစ်တဲ့7 July အရေးခင်းကိုအရင်ဆုံးဖော်ထုတ်ပေးတဲ့လေလို့အစိုးရကိုတောင်းဆို လိုက်ပါတယ်ချက်ဖက်ကျွလင်ကျတော့မသိကျွုံပြီပြောထားပေးခဲ့မယ်ចောင်းသားရာချီသက်တယ်ကျတော့တလုံးတပါးတော့မပြောဘူးဒီအဆောက်အဦကိုဖြစ်အောင်ဆောက်မယ်ဆိုဒီအဆောက်အဦရရဲတော့တဲ့ဟဲ့လားចောင်းသားရစုရဲတော့တဲ့နေမျိုးဖြစ်နေဘယ်နှိပ်ပါမလဲဒီအဆောက်အဦစီ politically system ဖြစ်ရမယ်ချက်ဖက်ကျွမှာသေးတဲ့ចောင်းသားတွေအယူဆိုဘယ်နဲ့ရှိမှန်းတော့မသိဘူးဟုတ်တယ်မလားမိဘတွေဒီနေ့ဒီသေသောသားတွေဘယ်လိုသက်ခဲ့တယ်ဘလူးဘတ်တောင်းပြီးလို့တာမရှိဘူးအဲ့တော့ချက်ဖက်ဂျူလိုင်းကြီးနဲ့ပတ်သက်တဲ့ပြဿနာကို တဲ့ဒီတော့အကျိုးစင်အကြောင်းစင်စုံလန်းစစ်စေပြီးတော့ထောက်ပြန်ကျင်းကြတာမလို့ခွင်းနဲ့ဒီမှာအန်စရယ်နဲပြီးတော့ဟာလာနိုင်ငံရေးစုံလန်းမှုမရှိတဲ့ဒီအစောဥစောက်ဖို့ကြောင့်မလာတက်ကြွနေတယ်ဆိုရင်တက်ကြွတဲ့လူတွေကကိုယ့်ကိုယ်ကိုမေးကြည့်မှမှနေမှာငါပါလေငါဘလူလဲငါဘယ်ဘက်ကရက်တာလဲဆိုတော့ကိုယ့်ကိုယ်ကိုမေးကြည့်ပါလို့အင်္ဂလိပ်လိုတိုက်တွန်းခြင်းတက္ကသဆောက်အောင်ကိုဘုံခွဲဖြိုချခံခဲ့ရတဲ့သမဂ္ဂမြခင်ဖြစ်ရဲ့အရင်နေရာမှာပဲပြန်လဲတိဆောက်ပေးသွားမယ်လို့အစိုးရကစစ်စင်ထားတဲ့အပေါ်မှာတချို့ចောင်းသားမျိုးဆက်တွေကစိုးရိမ်နေကြပါတယ် ဒါကြောင့်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို1948ခုနှစ်ကပြန်လည်ဖွဲ့စည်းခဲ့တဲ့စစ်စစ်မျိုးဆက်ငင်းမွင်းကကိုကျင်မီကတော့သမဂ္ဂအဆောက်အုံစောက်တဲ့ပုံစံကိုပြောပြပါတယ်။အဆောက်အုံကလည်းကျွန်တော်တို့အရင်ကျွန်တော်တို့တက္ကသိုလ်အဆောက်အုံရဲ့မင်းဆောင်เนาะအဲ့မင်းဆောင်ကိုကျွန်တော်ယူမယ်ယူပြီးတော့အဲ့အလဲမှာကျွန်တော်0 ground ပတ်လာကျွန်တော်ထားမယ်ပြီးတော့ပတ်ပတ်လည်းကျွန်တော်ခင်ပြီပတ်ပတ်လည်းခင်ပြီဟိုအခန်းခွဲတဲ့စနစ်တွေပေါ့အဲ့ဒီစနစ်တွေဖွဲ့မယ်ဆိုလို့ရှိရင်တော့ခုန0 ground ထားခြင်းနဲ့ပြင်ပြီးမယ် အရင်တက္ကသအဆောင်အပုံဆောင်ပြန်လုပ်ခြင်းတဲ့လူတွေရှိတယ်။နော်နောက်ပြီးတော့အဲကျွန်တော်တို့ခင်ဗျီပုံစံတွေထက်သိနေတယ်လို့လည်းရှိတယ်။ရှိတဲ့အတွက်အဲဒီမှာ zero ground လည်းရှိမယ်။မျက်နှာစာကကျွန်တော်တို့တက္ကသခေါင်းဝင်စာဖြစ်မယ်။ဒါပေမဲ့အခန်းကြီးဖွဲ့စည်းပုံတွေနောက်ပိုင်းဖွဲ့စည်းပုံတွေကျွန်တော်တို့ခင်ဗျီဖွဲ့စည်းပုံဖြစ်မယ်ဆိုရင်ဟိုအားလုံးပြည့်စုံနေတယ်မျိုးလို့ကျွန်တော်ကအဲ့လိုပဲဗမာနိုင်ငံလုံးဆိုင်ရာအကြောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကလည်းသမဂ္ဂအဆောင်ကိုပြန်လဲတိဆောက်တန်နဲ့ပတ်သက်ပြီးအချက်၄ချက်ပါတဲ့သဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန် ခဲ့ပါတယ်ဒီနေရာဟာတမိုင်းဆက်ဆံမှာဒါဆရာနာရဲ့စနစ်ကြောင့်အဖြူဖြက်ခံရတယ်ဆိုတော့တမိုင်းအမွေနဲ့နေရာတစ်ခုဖြစ်တယ်လို့ခံရတဲ့ကြောင့်ဒီနေရာမှာတမကအစာကိုမဆောက်ဘဲနဲ့ကျွန်တော်တို့ကနော်ခုံခုံချောင်းနဲ့ចောင်းသားအစာကိုကြောက်တန်ထားရှိစေဖို့ဖြစ်ပါတယ်ចောင်းသားတမကအစာကိုပြန်လဲတိဆောက်နိုင်ဖို့လုံငန်းအဖွဲ့နဲ့ចောင်းသားမျိုးဆက်အားလုံးပါဝင်တဲ့အစည်းအဝေးတစ်ခုကိုဖေဖော်ဝါရီလ22ရက်နေ့မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဆွေးကွန်ရုံးမှာပြုလုပ်သွားမှာဖြစ်ပြီးအဲ့ဒီအစည်းအဝေးကနေကော်မတီတွေကိုစတင်ဖွဲ့စည်းသွားဖို့လဲရှိပါတယ် ောင်းသားသမဂ္ဂအဆောက်အုံကို1962ခုနှစ်ဇူလိုင်လ7ရက်နေ့မနေ့မှာစစ်တပ်ကဘုံခွဲဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါဒီဗီဒီယိုမြန်တန်ကြရဲ့နေ့လယ်7:00နာရီချိန်သတင်းတွေကိုရှုစားခဲ့ကြတာပါနေ့လယ်7:00နာရီချိန်မှာလည်းထမံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးဦးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မခင်ဗျာပါပါရှင်